လူချင်းနဲ့ဆဲလေးနေသူတို့တွေအေးချမ်းသွားစေချင်တဲ့ဆန္ဒလေးပါလို့ပြောပြလာတဲ့ဤကဲကြောင်းတယ်လီပရိသတ်ကြီးငရင်တန်းကြောင့်လူပေါင်းများစွာပုံမီးကြီးကိုခဏတာလေးအတွင်းမှာငင်းအေးပေးလိုက်သူကြီးကတော့ဒီကဲကြောင်းတယ်လီပဲဖြစ်ပါသည်သူကတော့ငနေပေးတဲ့ပြည်သူတွေကိုကားတန်းရှည်ကြီးနဲ့လာလူတဲ့ချိန်မှာသူတက်နိုင်တဲ့လောက်လေးနဲ့တရားတရားကြီးစွာရေခဲចောင်းထုတ်လေးတွေကိုကားတိုင်းပေးဝေခဲ့တာဖြစ်ပါသည်ဒီကိုကြီးကလူစင်းရဲ့ပင်မဲ့စိတ်တဲ့မစင်းရဲ့ပင်နဲ့အထက်တန်းစားစိတ်တဲ့ကိုပြသပေးခဲ့တာဖြစ်ပါသည် သူ့ရဲ့လိုရက်လေးကိုတနိုင်ကန်လုံးကချစ်ကျူးနေပြီးတော့သူ့ကိုလည်းအလူငွေလေးလာလျှောက်ပေးအပ်ခဲ့တယ်လို့ဆိုပါရီရေခဲကျောင်းတဲ့ကိုကလာလူပေးတဲ့လူရှင်တွေရဲ့ငွေလေးအလုံးကိုငလီဘေးတဲ့ပြည်သူတွေစီကိုထပ်မံလူတန်းပေးခဲ့တာလည်းဖြစ်ပါရီသူကငလီဘေးတဲ့လူပေါင်းများစွာစိတ်ပူနေရပြီးစိုးရင်တော့ကရောက်နေတဲ့အချိန်မှာရာသီဥတုကလည်းပူမိရလည်းမလာတော့လူအများရဲ့ရှင်ထဲမှာပူနေမှာပါဒါကြောင့်အေးဒါလေးတွေစားစီခြင်းနဲ့လူပေးခြင်းနဲ့ဆန္ဒလေးဖြစ်လာတော့လူပေးတာပါလို့ပြောလာခဲ့တာဖြစ်ပါရီရေခဲကျောင်းရောက်တာဆယ်နှစ်ကျော်ရှိပြီဖြစ်ပါရီ ကောင်းရာကောင်းချောင်းရေခဲချောင်းလေးရောင်းရင်းနဲ့လူတန်းကျင်တဲ့ဆန္ဒလေးဖြစ်မိရပါမလူပြစ်တာနဲ့ကြားပြီးဆိုတော့ဒီလိုလူတိုင်းပူဆွေးတော့ကရှောင်းနေချိန်မှာအကျိုးရှိသွားအောင်လို့ပါလို့ပြောပြခဲ့တာဖြစ်ပါတယ်ရေခဲချောင်းတဲ့ကိုကြီးဟာစိုက်တွဲလေးနဲ့ရေခဲချောင်းကိုရောင်းချနေပြီးတော့ကောင်းရာကောင်းချောင်းလောက်ကင်စားတောင်းနေသူဖြစ်ပါတယ်နေဘူဘူမှာရွှေရင်အေးလေးမတော့ရပါမိရေခဲချောင်းတယ်လေးရဲ့ရှင်တွေကအင်းများတဲ့စိတ်ထားလေးရင်သူရောင်းနေတဲ့ရေခဲချောင်းလေးရဲ့ပေါင်းဆက်ထားပြီး ပေးဝေပြီးတာဟာကျမတို့ရင်ထဲကဖြစ်နေတဲ့အပူမီကိုခဏတာလေးတော့ငိမ့်သွားစေပါရဲ့နော်။ရေခဲကြောင်းတဲ့ကိုကစကိုင်းမြို့ပေါ်ကဖြစ်ပြီးအခုဆိုရင်ငလင်လောက်ခတ်သွားတဲ့ငလင်ဖိုးချက်ဖြစ်တဲ့ ရေခါရွာဘက်တွေကိုအဓိကထားပြီးတော့ရေခဲချောင်းလေးတွေသွားလူတွေလို့ဆိုပါရီသူကနှစ်ရက်ရှိပြီအဲရွာဘက်ကိုသူ့ရဲ့စိုက်တွဲလေးနဲ့ရေခဲချောင်းလေးတွေတဲပြီးတော့ကိုရင်သွားလူပေးခဲ့တာပါအခြားလူတန်းလို့ဆရာငွေကြေးနဲ့ဥစ္စာပစ္စည်းမပေါ်တော့တနိုင်တပိုင်းရေခဲချောင်းလေးပဲလူဖြစ်တာပါလို့ပြောပါရီလူကျင်တဲ့စနာလေးနဲ့ပေးကဲကျင်တဲ့စိတ်ကလေးရှိတဲ့ရေခဲချောင်းတဲ့ကိုကြီးရဲ့စိတ်ဓာတ်လေးဟာမောမြတ်လာပါရဲ့နော်ရေခဲချောင်းတဲ့ကိုကငလင်တန်တဲ့ပြည်သူတွေစီကနေပတ်စံမရှိရဘူး သူတို့တွေကြည်ပြီးတော့ဈေးမယောင်းရက်ပါဘူးသူတို့လေးတွေကိုအေးချမ်းပါစေဆိုတဲ့စိတ်ပဲရှိတာပါလူကျင်တဲ့စိတ်ပဲရှိတာပါဘာမှပြန်မရကျင်ပါဘူးသူဟာဒီနေ့ဆိုရင်တော့လေးရရှိပါပြီဒီဘက်ကအခြားဘက်တွေရောသွားလို့ခဲ့တာပါလမ်းမလမ်းကြောင်လို့ အလူကားတန်းကြီးကိုတွေ့ရလေရေခဲချောင်းလေးတွေပေးလိုက်တယ်။သူတို့ကတော့ငွေတွေပေးတယ်သူတက်မလို့ပါဘူးလို့ပြောပြခဲ့တာပါ။ရေခဲချောင်းကိုကြီးဟာရေခဲချောင်းရောင်းရလို့တနေ့မြက်ဟာ၃နာမဲရှိပြီးသူစားတာတောက်တာနဲ့ထမင်းပိုးလေးအတွက်လောင်းရတယ်ဆိုပါရင်တယောက်တည်းသမားဆိုတော့ဖြစ်တယ်လို့လေးစားတတ်ပါရင်ငလင်တဲတဲ့ပြည်သူတွေကသာခက်ခဲနေကြတာပါလို့ပြောပြခဲ့တာဖြစ်ပါရင်သူရဲ့ဖြစ်ချင်တဲ့စနားလေးဟာရေခဲဆက်လေးနဲ့ရေခဲချောင်းမရောက်ချင်တာပါ။နောက်ထပ်လည်းလူဖို့စူးစမ်းပါဦးမေ။ဘာမှမျှော်လင့်မထားပါဘူးလို့ဖြူစင်ရိုးသားစွာပြောခဲ့တာဖြစ်ပါရဲ့ ီတော့ပြိသက်ကြီးကျမတို့တည်ရဲ့ထက်တန်းစားဆိုတာဒီလိုလူမျိုးတွေကိုဆိုလိုပါတယ်ဒီတော့ရေခဲကြောင်းလူလုံးနေတဲ့ရေခဲကြောင်းတွေကိုပေါ်မှာမှတ်ချက်လေးတွေကိုလည်းပေးခဲ့ပေးပါအောင်ရှင်အာပိနာဆင်ခဲ့ကြတဲ့ပြိသက်တယောက်ချစ်စီတိုင်းလည်းတာယာပျော်ရှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆူတာမေတ္တာစကားလေးလည်းဆောင်ပါလိုက်ပါစေနော်